ကျွန်မလို့ဆရာရှိကျွန်မမိုးလင်းနာနဲ့စဉ်းစားတယ်ငါသမီးတွေငါရောက်ရောက်ကြတယ်အဘလို့ကယ်ပေးရမလဲဒီနေ့ဆိုရင်ခဏရက်ရှိပါပြီရှင်ကျွန်မကလေးတွေကျွန်မမျိုးသားတွေကိုဒီကျွန်မမတွေ့ရဘူးအချိန်ပတ်ချောင်းလဲရှာပေးစေချင်ပါတယ်အချိန်ပတ်ချောင်းလဲရှာပေးကြပါလို့အနူးညွတ်တောင်းပန်ပါတယ်လို့ညီမနော်ညီမအမျိုးသားရေညီမသမီးလေးနှစ်နှစ်ကျော်ရေအဲသမီးကြီးက9နှစ်နဲ့6လပေါ့နော် ကျွန်မအင်ကူလေးရေပေါ့နော်ဟိုဒီငလင်လောက်တဲ့တည်းမှာအာ reception မှာ lobby မှာစောင့်နေတဲ့အချိန်ပေါ့၆ောက်လို့ကျွန်မလာခေါ်မဲ့အချိန်မှာကျွန်မ၄မိနစ်ပဲနောက်ကျသွားတာပါ၆ောက်လို့ပြီးကျွန်မကျွန်မပစ္စည်းလည်းအကုန်လုံး reception မှာထိုင်တွေ့ရပါတယ်ကျွန်မပစ္စည်းအကုန်လုံးအောက်ချတာကြိုးထိုင်စောင့်နေတာပါဟုတ်ဒီနေ့ဆိုရင်9ရက်ရှိပါပြီရှင်ဒီနေ့ဆိုကျွန်မရှာဖွေကျွန်မလည်းရှာဖွေနေတာပေါ့เนาะကျမလုံနိုင်တယ်လို့ကျမလိုက်လုပ်ပေးတယ်ပေါ့เนาะ9ရက်မြောက်နေဖြစ်နေပါပြီရှင်ဟုတ် ကျွန်မခုဒီကျွန်မအမျိုးသားရဲ့ဒီနေရာကို ပြပေးနိုင်တော်လဲပဲပေါ့နော်အကြောင်းကြောင်းကြောင်းအခုဒီမရှာဖွေနိုင်သေးဘူးပေါ့နော်ကျွန်မတော့ကျွန်မအမျိုးသားနောက်ဆုံးဗီဒီယို record ဟိုတော့ကျွန်မဗီဒီယိုလေးတစ်ဖိုင်မှာကျွန်မရလိုက်ကျွန်မအမျိုးသားပါနေ reception မှာ lobby မှာထိုင်နေတဲ့ဟာလေးပေါ့ကျွန်မနောက်ဆုံးအဲ့ဗီဒီယိုလေးပါကျွန်မပြပေးနိုင်တယ်နောက်ပြီးတော့မအေးမိုးပေါ့နော်ဖိုက်ကြီးတယ်သူဆို6လသူဆိုအသက်ရှင်တော့၄ရက်မြောက်နေမှာကဲထုတ်သွားတဲ့အတွက် အဲတူပြောကြရဆိုလို့ရှိရင်ကျမမျိုးသားက recession နဲ့လည်းအဲဘောနော်ဟိုဆဲဘေးအကွာလောက်ပေါ့သူက6လမ်းဟိုလောက်ဆိုဟိုဟာဆိုလို့ရှိရင်လည်းအဲပရင်တကားပေါက်ပေါ့အဲဟို great wall hotel ဆိုတော့ဆိုင်းပေါက်ကြီးရအောက်မှာကသူကအဲတကားပေါ့နော်ဆဲဘေးပတ်လဲပေါ့အဲနောက်အရောက်ပေါ့သူတို့မမြင်ရတော့တာပေါ့နော်အဲနောက်ဆုံးသူမြင်လိုက်ရတဲ့ဟာပေါ့သူပြောပြတာတော့ကျမညည့်ရခန်းနေပြီတော့ညည့်ရမရှိတော့ ဒါမဲ့လေခလေးရဲ့ဓာတ်ပုံကိုယောက်ျားဓာတ်ပုံကိုလေးစစ်စစ်မကြည့်ရဲဘူး။ညနေမှလေစစ်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 နဲ့နာတာလေ။အဲ့ခံစားချက်ကလေပြမဆုံးခံစားမှုပါပဲ။ဒါမဲ့လေမျက်ရည်ထွက်လာဆိုမျက်ရည်မထွက်နိုင်တော့ကျမဆိုရင်ကျမလှုပ်ရှားရှိကျမမိုးလင်းနာနဲ့စဉ်းစားတယ်ငါသမီးတွေငါရောက်ရောက်ကြတယ်အဘလို့ကယ်ပေးရမလဲဘောနော် ငါဘယ်နည်းနဲ့ငါလုပ်ပေးရင်သူတို့အမြဲဆုံးထွက်လာနိုင်မလဲနောက်ဆုံးဘယ်လိုစဉ်းစားထားလဲဆိုရင်ငါယောက်ျားတွေနော်ဟာသမီးတွေအဲ့ပြီးတော့မမကိုစောင့်နေမမလာခေါ်မယ်မမကလာခေါ်မှထားကြသိရမလားအဲ့ပြီးစောင့်နေမမလုပ်ပေးနေတယ်မမအမြင်ပါလေနေဘူးလားလည်းမသိတော့ဘူးမလေးမင်းလို့ဘူးကျမရင်ထဲကပူရလို့မခံစားတော့တာ ကျွန်မအဲ့လိုတူကျွန်မဖြစ်နေရမောဒါပေမဲ့လေကျွန်မကျွန်မကိုကြည့်လိုက်လူတွေကလေဟိုမျက်ရည်မျက်မမြင်ရတော့လေဘလောက်ခံစားမယ်လို့ထင်ကျင်မထင်မယ်ဒါပေမဲ့ကျွန်မအယူလိုပဲပြေးနေတာအချင်းမအကူညီလိုလားအနောက်မအကူညီလိုလားဘာအကူညီလိုလဲကျွန်မဘာလုပ်ပေးရမလဲကျွန်မပူပေါင်းဆောင်ရွက်ပေးခြင်းလိုပါကျွန်မအကုန်လုံးလိုက်ပြောတယ်အကုန်လုံးလိုက်ပြီးတော့ချိတ်ဆက်ပြတော့ပေါ့နော်ကျွန်မချိတ်ဆက်တယ်လို့ဆိုလဲအများကြီးပါပဲ ။ဒါမဲ့ကျမခုနှစ်ရက်မြောက်သွားပြီ။ကျမကလေးတွေကျမမျိုးသားတွေခုထိကျမမတွေ့ရဘူး။နေရာလဲပြောပြနိုင်တယ်။ဒါမဲ့အဲ့နေရာနင်းရနဲ့ဝေးနေတာပေါ့နော်။မရှာမေးနိုင်ကြဘူးပြင်နေ။ပြီးတော့အဲ့ lobby ထဲမှာကအားလုံးမရှိဘူးဆိုအယောက်30လောက်ရှိမယ်။ lobby မှာပိတ်နေတာ။ဘာလို့ဆိုအကုန်လုံးကအခုဒီမှာလာဆောင်နေတဲ့အနောက်မှာတော်တော်များများက Great Wall Hotel ကိုပြောလိုက်ရင်အရှိမလူမရှိကြဘူး။အော်မရှိတဲ့အတွက်သူတို့ကပြောကြမယ်ပေါ့နော်။ ကျွန်တော်ကပြီးမရလို့မရှိဘူးပေါ့အဲ့လိုထင်ကြမှာတကယ်တော့မဟုတ်ဘူးကျမတို့အကုန်လုံးကလေညမနက်မိုးလေးမီဆိုအကုန်လုံးဒီနောက်အနောက်မှာရောက်နေကြပြီအဲ့ဒီကယ်ဆယ်ရေးဖွင့်နေကျမတို့ကလာပြီးတော့ဒီနောက်မှာထိုင်နေကြတယ်စွမ်းရဲ့အချိန်တွေကဒီလိုနဲ့ပေါ့နော်မျောလင်းချက်နဲ့ကျမစောင့်နေတာပေါ့မအဲ့ကြောင့်တော့ကြားလဲစောင့်နေပါလို့မိမောက်ပေါ့မမသမီးလေးနေလဲစောင့်နေပါလို့မမစူးစမ်းပေးနေပါတယ်လို့မမလည်းအစွမ်းကိုစူးစမ်းနေပါတယ်လို့မမလည်းလေ မမမိုးလေးလာရင်လေမလေးရင်တော့ဆိုဖះတရားဖွင့်နိုင်တယ်အခုမဖွင့်နိုင်ဘူးမမသမီးတို့မမဘာလုပ်ပေးရမလဲကိုကိုတို့မိမဘာလုပ်ပေးရမလဲသူများတွေရလေနောက်ဆုံးဓမ္မတို့ပြောပြုံးနိုင်ဘူးမိမအောင်နေမှာမိမသိတယ်မမအောင်နေမှာမမသိတယ်ဆက်ဆောင်မိပါလို့ခုနေ့ခုနေ့ကုန်သွားပြီ အနူးညောတောင်းပါပါတယ်လို့ညီမညီမအကူကြီးတောင်းတာတွေအများကြီးရှိပါပြီဒါပေမဲ့လာကြည့်တဲ့လူတိုင်းကအစင်မပြေဘူးလို့ပြောတော့ညီမလည်းโอเคကျေးဇူးတင်ပါတယ်အခုလိုလာကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့လိုပဲပြောပေးလို့ရပါညီမကမျောလေးနေပါတယ်ညီမညီမရဲ့အမျိုးသားနဲ့ ကလေးကိုကယ်ပြီးနိုင်မယ်သူညီမအခုဒီစောင့်နေပါတယ်လို့ညီမအမျိုးသားနဲ့ကလေးကိုကူညီပေးကြပါလို့သူစောင့်နေမှာပါလို့ညီမယုံကြည်ပါတယ်ညီမဒီနေ့ဒီယုံကြည်နေတော့သူတို့ညီမကိုစောင့်နေမယ်ဆိုတော့နောက်ဆုံး reception အမြင်လိုက်တဲ့အမဆိုဘယ်လိုပြောဆိုသူအားတဲ့သူသမီးနှစ်ယောက်ကိုလက်ဆွဲပြီးတော့ခြေလမ်း6လမ်းအလမ်းမှာပဲသူတို့မမြင်ရတော့တာတဲ့သူသူသမီးနှစ်ယောက်ကိုသူလက်ဆွဲလိုက်သေးတယ်တဲ့ ပထမတစ်ချက်မှာတော့အဲ့လိုမဟုတ်နောက်တစ်ချက်လောက်ကသူသမီးမရလောက်ကိုဆွဲပြီးသူအပြေးတဲ့၄၅၆လမ်းမှာပဲသူတို့အကုန်လုံးဘာမှမမြင်ရတော့မောက်မဲသွားတယ်တဲ့လွမြောက်သွားတယ်အိမ်မိုးကပြောပြပါဘိုက်ကြီးတဲ့ကကျမဘာလို့မျောလင့်လဲဆိုတော့ဘိုက်ကြီးတဲ့တယောက်တော့ဘောနော်6လအခုဆိုသူကယောက်ျားလေးတဲ့အထွန်ဆန်းတော့ရိုက်ပြီးသွားရေခလေးလဲကျမ်းပါတယ်တဲ့ကျမလည်းမျောလင့်တယ်သူတော်လွမြောက်နိုင်တယ်ကျမသမီးလည်းမလွမြောက်နိုင်ဘူးလို့မပြောနိုင်ဘူးဘောနော်